မင်္ဂလာပါရှင်မင်္ဂလာပါရှမ်းပြည်နယ်မှာတော့လူမှုဖွဲ့စည်းတွေစုပေါင်းပြီးစစ်ပေးကြောင့်မိဘတင်ခဲ့တဲ့ပြည်သူတွေအတွက်အကူအညီတွေပေးနေကြပါပြီကယားပြည်နယ်မှာတော့အန်ဒီယဆုံအဖြစ်တက်မှတ်လိုက်တဲ့ចောင်းလေးចောင်းကចောင်းတူចောင်းသားတွေအတွက်ပညာသင်ကြားဖို့အခက်အခဲကြုံနေကြရပါတယ်။ရခိုင်ပြည်နယ်မှာတော့ရခိုင်မျိုးရိုင်းနဲ့ဂုံယူပွဲတွေကိုနေရာသသောများများမှာချိန်မှတ်ခဲ့ကြတာဆိုရတဲ့အတူတိုင်းနာဒေတာကစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ရှင်။ မူမီနေမော်လမြိုင်မြို့ကကန္နာလန်ဖောက်လုပ်ထားတဲ့အမှတ်6အပိုင်းအတွက်အစိုးရကုမ္ပဏီကငွေ90ရာခိုင်နှုန်းပေးတွင်ဖို့အကြံရှိနေတယ်လို့သိရပါတယ်။မလကုံခန်းဒီမှာဖွင့်လှစ်ခဲ့တဲ့ကန္နာလန်အမှတ်6စီမံကိန်းကိုတာဝန်ယူဆောင်ရွက်ခဲ့တဲ့အစိုးရကုမ္ပဏီကမူမီနေစီပင်ကိုပေးတွင်ရမယ့်ငွေရဲ့10ရာခိုင်နှုန်းကိုပဲပေးရသေးတယ်လို့သိရပါတယ်။ဒါပြင်မူလစာချုပ်မှာပါရှိတဲ့ပမာဏနဲ့ပေးတွင်းတဲ့ပမာဏအကွာဟနေမှုကြောင့်မွန်ဘီနယ်လွတ်တော်ကလည်းဒီစီမံကိန်းကိုပြန်လည်စီစစ်နေပါဗျ။ contract စာချုပ်မှာပါတဲ့အချက်တိုင်း10%တော့အငယ်တို့လုပ်ငန်းဆက်စခြင်းမှာအငယ်တို့ရပြီ။ကျန်တဲ့45%ကသူတို့ကိုကုမ္ပဏီကနေမတောင်းဝန်ယူဆောင်ရွက်ရမယ်။ကျူးကျော်အိမ်ဒီကိစ္စကိုသူကကုမ္ပဏီကတောင်းဝန်ယူတော့ဖြည့်ရှင်းရမယ်။ဖြည့်ရှင်းပြီးသွားပြီ။အဲ့ဒီပြဿနာတွေဖြည့်ရှင်းပြီးလို့ရှိရင်အငယ်တို့စီမံသားရေးကော်မတီကနေပြီးတော့ကိုစားစီမံသားရေးအဖွဲ့နေပြီးတော့ဒီသူတို့ရာသင်ရာတက်ရှိတဲ့မြေဧကတွေဂရန်ရရှိရေးတွေကိုအငယ်တို့ကပတ်မှုကူညီပေးရ။ကူညီဆောင်ရွက်ပေးရမယ်။ရှောက်ထားတော့သူတို့ရှောက်မယ်အငယ်တို့ကကူညီပေးရမယ်။ ကူညီပေးရတဲ့စီမံအငယ်တို့ကုမ္ပဏီကတိုက်ရပတ်သက်ပါဘူးစီမံသားရေးဖွဲ့နေတော့ကူညီပေးရမှာပေါ့ဆောင်ရီကုမ္ပဏီအနေနဲ့ကန္နာလန်အမတ်6စီမံကိန်းပြီးဆုံးပါကမူပီနယ်စီပင်အားငွေကျပ်သိန်းပေါင်း1000ခွဲနဲ့မြေကတေအကဖွဲ့ကိုပေးတွင်းရမယ်လို့စာချုပ်အရပါရှိပါတယ်။ဒါပေမဲ့လည်းဆောင်ရီကုမ္ပဏီကငွေကျပ်သိန်း1000ခွဲနဲ့မြေအေက3.85ဧကကိုဒါစီပင်တို့ပေးတွင်းခဲ့ပါတယ်။ဒါကြောင့်မူပီနယ်လူတော်အနေနဲ့ဒီစီမံကိန်းကိုပြန်လည်စီစဉ်နေပါတယ်။ရေပြပွေလငေါ့နော် ဒီမဟာကုတ်မဟာကာအခုကတော့ကျွန်တော်တို့ဒပိုင်းချင်းစီလေးလာနေပါတယ်အဲ့ဒီအပေါ်မှာကျွန်တော်တို့စစ်စစ်ရေးကော်မတီအနေနဲ့ဘာမှမပြောနိုင်သေးဘူးဆိုလိုချင်တာကကျွန်တော်တို့အချက်လက်တွေစုဆောင်းလို့မပြီးပြည့်စုံသေးတော့ကျွန်တော်တို့အဖွဲ့အနေနဲ့လောလောဆယ်မှာတော့မပြောနိုင်သေးဘူးအခုချိန်မှာကန္နာလန်အမှတ်6ကိုဖွင့်လှစ်ခဲ့ပေမဲ့ပြီးဆုံးကြောင်းအစီရင်ခံစာလည်းမရရှိသေးဘူးလို့တည်ရပါတယ် ရှမ်းပြည်နယ်မှာမေလဆန်းပိုင်းတုန်းကလက်နက်ကင်တပ်ဖွဲ့တစ်ဖွဲ့ကြောင့်တရွာလုံးမီးပေးတင်ခဲ့တဲ့နောက်ခံမြို့နယ်ဟိုပန်ရွာဒေသခံတွေကိုတန်ဃာတော်တွေမူဆယ်ရှမ်းစာပေနဲ့ယဉ်ကျေးမှုဖွဲ့မူဆယ် SNLD ပါတီနဲ့ရှမ်းပြည်နယ်လေဓမာများကွန်ရက်တို့ပူးပေါင်းပြီးတွားရောက်ကူညီခဲ့ပါတယ်။စစ်ပေးမီးပေးတင်ပြည်သူတွေကိုမေလ16ရက်နေ့ကပူးပေါင်းပြီးတွားရောက်ကူညီခဲ့ကြတာပါ။အိမ်မိုးတို့3200ချက်၊ဆန်အိတ်တရာအိမ်တာခွဲအခုတရာနဲ့တအိမ်ကိုငွေကျပ်နဲ့သိန်းကူညီခဲ့တယ်လို့ဆိုပါတယ်။ ဟောကဝတ်တူဟောကရံမခုဟွန်းနဲ့ဟမ်ခါကျွန်တော်ကအိမ်အသုံးဆောင်ပစ္စည်းတွေမယူဘဲထွက်ပြေးလာတာပါ တဲ့ဖို့ဆိုတာလည်းမလွယ်ဘူးမိုင်းမီမာလာနေတာ6လလောက်ရှိတော့မယ်ကျမမှာဆန်ဆက်လေထုံဆက်တွေရှိတယ်မိရဲအလုံးပတ်သွားတယ်အိမ်သုံးဆောင်ပစ္စည်းတွေဆိုဘာတစ်ခုမှမကြံဘူးလေယာတဲ့ရောက်နေတဲ့သူတွေကဟိုပန်ရွာဘက်လှမ်းကြည့်တော့မိတော့တွေတွေ့ရလို့ကျမတို့ကိုလာပြောတယ်ကျမတို့လည်းရွာဘက်ကိုကြည့်လိုက်တော့ဒါပေမဲ့ဘာမှမတတ်နိုင်ဘူးမျက်ရည်နဲ့မျက်ခွက်ပါပဲမိငိမ့်သွားတဲ့အခါရွာပြန်ကြည့်တော့ဘာမှမရှိတော့ဘူးမိတဲ့အလုံးပတ်သွားပြီ စစ်ပေးမိပေးတင်ပြူသူတွေကိုရှမ်းပြည်တွင်းရှိလူမှုအဖွဲ့အစည်းတွေကလည်းငွေကြေးနဲ့အစားအသောက်တွေကိုတောရောက်ကူညီကြပါတယ်။ UN လက်အောက်ခံအဖွဲ့တွေလည်းစံတောရောက်ကူညီတာရှိတယ်လို့ ICRC အဖွဲ့ကလည်းရေးသန်းဆက်တောရောက်ကူညီတယ်လို့ဆိုပါတယ်။ဟောင်းနေမွန်ကိုင်မိမေကချေပြင်းလို့ကိုယောင်မီဟာဟောင်းနေကျမတို့ကအမေမရှိတဲ့ကြက်ကလေးလိုပဲငှက်တောင်မှအသက်ရှိသေးတယ်ကျမတို့ကနေစရာအိမ်မရှိဘူးအများကလာကူညီတဲ့မိုးကရီနဲ့တဲထိုးပြီးနေရတယ်ကျမတို့လည်းရပြန်လို့ရှင်ပါတယ် ဒီအလုံးနဲ့ပဲဝိုင်းရွတ်ဖြစ်ရှင်းနေရတာပါဒီလိုဖြစ်သွားတော့ကျမတို့လည်းမတတ်နိုင်ဘူးအရန်ကြက်တဲတယ်တအန်းတက်မတော် DNLA နဲ့ရှမ်းပြည်တက်မတော် RCSS SSA တို့ကြားတိုက်ပွဲတွေတွင်မေလ3ပိုင်းကနမ်ခမ်းမြို့နယ်မိုင်းဝီကျေးရွာအုပ်စုအင်ချေ60ကျော်ရှိဟိုပန်ရွာကိုလက်နက်ကင်တပ်ဖွဲ့တပ်ဖွဲ့ကတရွာလုံးကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်ဒါကြောင့်ဒေတာခန်300ကျော်ဟာအိုးမဲအိမ်မဲဖြစ်ခဲ့ရပါတယ်အခုမိုင်းဝီရွာမှာလာရောက်နေထိုင်ကြရပါတယ် ဒီရွာမီရှိုတာဟာတအန်းနဲ့ကချင်စကားပြောလက်နက်ကင်တပ်ဖွဲ့ဖြစ်တယ်လို့ဒေတာခန်တွေကပြောဆိုပေမဲ့တအန်းတပ်ဖွဲ့ကတော့ပြည်သူတွေကိုဒုက္ခပေးဖို့ policy မရှိဘူးလို့ကြေညာချက်ထုတ်ပြန်ပါတယ်ထိုင်းမြန်မာနယ်စပ်ဝန်ဆောင်မျိုးကအမေရိုစီခန်းမှာတိုင်းရင်းသားကြီးလက်ဒေရတွေကိုအခြေပြုတဲ့မိခင်နဲ့ကလေးကျမ်းမာရေးဆောင်ရှားမှုဒဏ္ဍာန်းကိုဒေတာခန်တိုင်းရင်းသူ44ရောက်တက်ရောက်အောင်မြင်ခဲ့ပြီးမေလ23ရက်နေ့မှာဒဏ္ဍာန်းဆင်းပွဲကျင်းပခဲ့ပါတယ်။ ဇန်နဝါရီ18ရက်နေ့ကနေမေလ23ရက်နေ့ထိဖွင့်လှစ်တင် जा ပို့ချပေးတဲ့မိခင်နှင့်ကလေးကျန်းမာရေးဆောင်ရှောက်မှုတင်နန်းကိုကျန်းမာရေးဆောင်ရှောက်မှုလုံလောက်စွာမရရှိတဲ့တိုင်းရင်းသားကျေးလက်ဒေသတွေမှာဒေသအခြေပြုတဲ့ကျန်းမာရေးလှုပ်ရှားတွေပေါပေါက်လာဖို့အတွက်ရည်ရွယ်ပြီးဖွင့်လှစ်ပေးရဖြစ်တယ်လို့မေရော်စေခန့်ဦးဆောင်သူဒေါက်တာစင်တီယာမောင်ကကရင်တည်င်းစင်ကိုပြောပါရယ် အခုဒီနေ့အောင်မြင်ခဲ့တဲ့ကျမ်းမာရေးလှုပ်သားတွေကဂျေးလက်ဒေတာတွေမှာကျမ်းမာရေးအသိပညာအဆင့်တန်းမြင့်မားလာဖို့ပညာမေးလုပ်ငန်းနဲ့ကုသယောဂထိန်းချုပ်တဲ့လုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လက်ရှိဒေတာအခြေပြုကျမ်းမာရေးလုပ်ငန်းတွေကရည်ရှိအတွက်မဖြစ်မနေလိုအပ်တဲ့ကျန်းမာရေးဆောင်ရှားမှုတွေကိုအစိုးရအနေနဲ့အားပေးမြင့်တင်သွားဖို့လဲလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆီယာမစင်တီယာကဆိုပါတယ် ကရင်ရှမ်းမွန်ပလောင်ကရာစားတဲ့ဒေသခံတိုင်းရင်းတူတင်တန်းတက်ရောက်သူတွေကို မိခင်နဲ့ကလေးကျမ်းမာရေးအတွက်လိုအပ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုမိသားစုစီမံကိန်း HIV နဲ့လင်ပန်းဆိုင်ရာကူးစက်မှုနဲ့ငါးနှစ်အောက်ကလေးငယ်ယောဂကာကွယ်ဆောင်ရှောက်ခြင်းတွေကိုလေးလကြာလက်တွေ့စာတွေ့တင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ကယားပြည်နယ်မော်ချီဒေတာမှာအန်ဒီယဆုံဖြစ်တက်မှတ်လိုက်တဲ့ area မှာပါဝင်တဲ့စာတင်ကြောင်းလေးကြောင်းကိုစာတင်ဖို့ခွင့်မပြုတော့တဲ့အတွက်ပညာဆက်လက်တင်ကြားမှုကလေးငယ်များခက်ခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ မော်ချီဒေတာမှာအန်ဒီယယ်ဆောင်အဖြစ်သတ်မှတ်လိုက်တဲ့ဧရိယာမှာစာတင်ကြောင်းလေးကြောင်းကိုစာတင်ဖို့ခွင့်မပြုတော့တဲ့အတွက်လာမယ့်စာတင်နှစ်မှာကလေးတွေစာတင်ဖို့အခက်အခဲတွေကြုံတွေ့လာနိုင်တဲ့အတွက်တတိယတန်းထိစာတင်ကြားခွင့်ပြန်လည်ရရှိဖို့မော်ချီဒေတာခန့်တွေကတောင်းဆိုထားတယ်လို့သိရပါဗျ။ လုံခဲတဲ့နှစ်အောက်တိုဘာလကမော်ချီဒေတာမှာမြေပြမှုတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်းလူနေအိမ်များနဲ့အတူအစိုးရစတင်ကြောင်းတွေကိုရခိုင်အစိုးရလက်ထက်ကသက်ဆိုင်ရာအာဏာပိုင်တွေကစီစစ်ပြီးပိတ်သိမ်းတာကိုပြန်လည်စီစစ်ပေးဖို့ဒေတာခန့်တွေကတောင်းဆိုထားတဲ့အပေါ်လွှတ်တော်ကိုအစိုးတင်တွင်းဖို့လှုံ့ဆော်ထားတယ်လို့ဖာဆောင်လွှတ်တော်ကိုယ်စားလှယ်ကဆိုပါတယ်။အပြုဆုံးတတ်မှတ်ထားတဲ့နေရာရှိတယ်လို့အပြုဆုံးအဖြစ်မတတ်မှတ်တဲ့နေရာတွေလည်းရှိတယ်။အဲ့ဒီအပြုဆုံးအဖြစ်မတတ်မှတ်တဲ့နေရာတွေရအောင် တို့ရဲ့ကလေးတွေပညာရေးတွေအပြုံစုံအဖြစ်သတ်မှတ်ထားပြီးတော့မှဟိုဘက်မှာနေရာတွေပါတယ်ကျွန်တော်တို့နေရာထိုင်ကြမရှိတဲ့အချိန်မှာတို့ရဲ့ဆန္ဒသဘောထားကဒီတစ်နှစ်တစ်နှစ်တန်ပြီးပြည့်သေးနှစ်နှစ်တန်ပြီးဖြစ်စီပညာဆက်လက်တင်ကြားခွင့်ရဖို့တော့ကျွန်တော်တို့တော့ဆွေးနွေးပြီးတော့တင်ပြထားတာလေးရှိတယ်ပေါ့နော်အဲ့ဒီဘိုင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပြည်သူရဲ့ဆန္ဒပြည်သူရဲ့အသံလေးကိုကျွန်တော်တို့တော့မှလည်းတင်ပြဖို့ရှိပါတယ် အရင်စိုးရလက်ထက်ကအပြိုဆုံးအဖြစ်သတ်မှတ်ခဲ့တဲ့အပေါ်အခုအချိန်အခြေအနေမှန်ကိုသိရှိစေဖို့အတွက်ပညာရေးဝန်ကြီးဌာနမှတပ်ဝင်ရှိသူများကလာရောက်ပြီးကွင်းဆင်းမှုတွေကိုပြုလုပ်ဖို့လိုအပ်တယ်လို့ဒေတာခန့်တွေကပြောဆိုကြပါတယ်။ရခိုင်မြေပြိုဆင်းကာလကဘူမိဗေဒပညာရှင်တွေကလာရောက်ပြီးတိုင်းတာချက်အရအန္တရာယ်ဆုံးအဖြစ်သတ်မှတ်တဲ့နေရာမှာ73ကုန်းတောင်ပေါ်ရက်ွက်ရှိအခြေခံမူလတန်းလွန်ကြောင်း အခြေခံမူလတန်းကြောင်းယူကော်ခိုရွာ16ဂုံအခြေခံမူလတန်းကြောင်းအောင်ချမ်းသာရက်ွက်စတဲ့အစိုးရကြောင်း၄ကြောင်းပါဝင်နေခဲ့ပါတယ်အဲ့ဒီကြောင်ကစာတင်ကြားသူတွေကိုမော်ချီမြေပြုံမှုမှာပါဝင်သွားတဲ့အိမ်တွေအစားထိုးနေရာစီစဉ်ထားတဲ့မော်ချီဒေတာအခေါ်လေးထပ်ကွေးဆိုတဲ့နေရာမှာကြောင်းတက်ဖို့စီစဉ်ထားပါတယ်။ အန်ဒီရဲ့အဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့ចောင်းလေးចောင်းကနေခရီးမိုင်၃မိုင်ဝေးတဲ့အတွက်ဒေတာခံမိဘများကအဲ့ဒီနေရာမှာចောင်းတចောင်းကိုပြန်လည်ဖွင့်လှစ်ပေးနိုင်ဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။ချင်းပြည်နယ်မှာရွနုဆိုင်ကလုံးမုန်တိုင်းငယ်ကြောင့်မေလ27ရက်နေ့တွေမှာမိုးတက်ထိုင်ခဲ့ပါတယ်။လမ်းတွေပြင် ဖလန်းဟာခါနဲ့မတူမီမြို့တွေမှာမြေပြိုပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဖလန်းမြုပ်ပလန်းရက်ကွက်ဆောက်လို့ရဲ့အင်အားရှိမှမြေထိန်နေရန်ပြိုကျတာကြောင့်အင်အားစုသုံးစုပြောင်းရွှေ့ခဲ့ရတယ်လို့သိရပါဗါးဒါအပြင်ဖလန်းမြုပ်ကျင်းမော်ရက်ကွက်ကကျမရေးဝန်ထမ်းအင်အားရဲ့မြေထိန်နေရန်ပြိုကျတဲ့အတွက်အင်အားစု၄စုဟာပြောင်းရွှေ့ခဲ့ရတယ်လို့အစိုးရတည်င်းစာတွေမှာဖော်ပြပါဗါးနောက်ပြီးဖလန်းမျိုးနဲ့လုံပီးကအစိုးရစိုက်ပျိုးရေးတိတ်ပံကြောင်းမှာလည်းမြေထိန်နေရန်တွေပြိုကျတဲ့အတွက်ចောင်းဆောင်အနေငယ်ပြည့်စည်ခဲ့ပါတယ်။ ျက်စိတာတွေနဲ့ပတ်သက်ပြီးဒေတာခန့်တူကကံပါးတွေမပြိုပဲအုတ်ထိန်နေရန်တွေပဲပြိုတာစဉ်းစားစရာပါဒါအပြင်ပြိုးတဲ့ဟာတွေကြီးကြီးတဲ့အခါကြောက်ခဲတွေကတခြားဘီးလက်မြေတွေကတခြားစီဖြစ်နေတယ်လို့ပြောပါရယ်။ဟာခါမျိုးမြို့တရက်ကွက်ကစေမြောင်းဌာနနားမှာလည်းမြေပြိုတဲ့အတွက်အိမ်ထောင်စုတစုဟာပြောင်းရွှေ့ခဲ့ရတယ်လို့တီးရပါရယ်။နောက်ပြီးလေပြင်းတိုက်ခိုက်မှုကြောင့်ဟာခါမျိုးပေါ်ကရက်ကွက်တစ်ခုမှာတစ်ပင်လဲကျပြီး transformer ပြိမိတဲ့အတွက်လက်စစ်မီပြတ်တောက်မှုလည်းဖြစ်ပေါ်လျက်ရှိတယ်လို့တီးရပါရယ်။ မတူမီမျိုးစံပေါင်းရက်ကွက်မှာတော့မြေပြိုးတဲ့အတွက်လူနေအိမ်တအိမ်ပြည့်စည်ပြီးထိခိုက်ဒဏ်ရာရရှိမှုလည်းဖြစ်ပေါ်ခဲ့တဲ့အတွက်မတူပီစေရုံကိုပို့ဆောင်ထားတယ်လို့သိရပါဗျ။ရခိုင်ပြည်နယ်မှာတော့ပြီးခဲ့တဲ့အပတ်ကဖြစ်ပေါ်ခဲ့တဲ့ရွနုဆိုင်ကလုန်းမုန်တိုင်းကြောင့်အကြီးကျယ်ထိခိုက်ပျက်စီးတာတွေမရှိခဲ့ပါဘူး။ ဒီဆိုင်ကလုံးမုံတိုင်းဟာမေလာဒုတိယပတ်ကနေဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီးမုံတိုင်းအရှိန်အကြောင်းရခိုင်ကမ်းရိုးတန်းဒေသတွေမှာမိုးတဲပြီးလေပြင်းတိုက်တာတွေရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမုံတိုင်းကြောင့်ရခိုင်ပြည်နယ်ထဲမှာသစ်ပင်တချို့ကျိုးကြတာကလွဲလို့အကြီးအကျယ်ထိခိုက်ပျက်စီးတာတွေမရှိခဲ့ဘူးလို့ဒေသခံတွေနဲ့ပြည်နယ်အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။တောင်ရကြဖြစ်ပေါ်ခဲ့တဲ့အဲ့ဒီမုန်တိုင်းဟာမေလ23ရက်နေ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကစစ်တကောင်းနဲ့ကော်ဗဇာမြို့တွေကိုဝင်ရောက်သွားခဲ့ပါတယ်။ မုံတိုင်းဝင်ရောက်ခဲ့တဲ့အတွက်ဘင်္ဂလားဒေ့ရှ်မှာလူပေါင်း20ကျော်သေဆုံးပြီးနေအိမ်တွေလည်းပျက်စီးသွားခဲ့ရတယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ရခိုင်ပြည်နယ်မှာမိုးဦး၊မိုးလယ်နဲ့မိုးနှောင်းကာလတွေမှာမုံတိုင်းဝင်ရောက်တတ်တဲ့အတွက်ဒေတာခံအာဏာပိုင်တွေအနေနဲ့ မုံတိုင်းနဲ့ပတ်သက်တဲ့အသိပညာဗဟုထုတတွေနဲ့ကြိုတင်ကာကွယ်မှုတွေကိုပြည်သူတွေကိုဖြန့်ဝေပေးဖို့လိုသလိုဒေတာခန်တွေကလည်းမုံတိုင်းနဲ့ပတ်သက်တဲ့ကြိုတင်ကာကွယ်မှုတွေကိုတည်ထားဖို့လိုတယ်လို့မိုးလေဝါသပညာရှင်တွေကအကြံပြုပြောဆိုထားပါတယ်ရခိုင်ပြည်နယ်ထဲကမြို့အများစုမှာမေလ20ရက်နေ့ကကြားရောက်ခဲ့တဲ့တုံးနှစ်မြောက်ရခိုင်မျိုးရနှစ်ဂုံပြုပွဲကိုစီစီကကပြုလုပ်ခဲ့ကြပါတယ် အဲ့ဒီပွဲကိုစစ်တွေပါဝင်မောင်တော်ဗုဒ္ဓတောင် ပုံနှကျုံမြောက်ဦးမင်းပြပေါတော်အမ်နဲ့တောင်ကုန်းမြို့တွေနဲ့ချင်းပီနယ်ဘလဝမြို့တွေမှာလည်းပြုလုပ်ခဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ်အခုလိုပြုလုပ်ရမှာမနက်ပိုင်းတွေမှာဆရာတော်တန်ဃာတော်တွေကိုစွန်းစကန့်လူတန်းချင်းနဲ့ရခိုင်အမျိုးသားနေဖြစ်ပေါ်လာပုံတမိုင်းချောင်းတွေကိုဟောပြောခဲ့ကြပါတယ်ညနေပိုင်းမှာရခိုင်အစိုးရတွေကအမျိုးသားရေးတချင်းတွေကိုတိဆုပ်ဖြုတ်ဖြေခဲ့ကြပါတယ် ရခိုင်အမျိုးသားနှင့်ဂုံပြူပွဲကိုရခိုင်တိုင်းရင်းသားတွေရဲ့အမျိုးကုံဇာတိကုံကိုထုတ်ဖော်ပြသခြင်းတဲ့အတွက်အခုလိုကျင်းပရတယ်လို့ဝက်စီစင်တူတွေကပြောပါဗျာခုလိုမျိုးရခိုင်မျိုးသားနှင့်ဂုံပြူကျိုးစုပွဲကိုရန်ကုန်နဲ့ထိုင်းနိုင်ငံတွေမှာလည်းကျင်းပခဲ့လို့သိရပါဗျာရခိုင်ပြည်နယ်ကိုမြတ်စွာဘုရားရှင်ကြွားရောက်လာပြီးမဟာမြတ်မှုနှင့်ရုပ်ပွားတော်မြတ်ကိုတွန်းလှုပ်ပစည်းခဲ့တဲ့နေ့ဖြစ်တဲ့ ကစုံလာပြည့်ကျော်တရက်နေ့ကိုရခိုင်အမျိုးသားနေ့ဖြစ်2014ခုနှစ်ကအကြောက်ဖြူမြို့မှာ ပြုလုပ်ခဲ့တဲ့ရခိုင်အမျိုးသားညီလာခံကအတည်ပြုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။အာရှဖွံ့ဖြိုးရေးဘဏ် ATP နဲ့စက်လုပ်ရေးဝန်ကြီးဌာနတို့အကောင့်ထဲပေါ်မဲ့အာရှလမ်းမအိန္ဒူကော့ဂရိတ်လမ်းပိုင်းစီမံကိန်းနဲ့ပတ်သက်လို့စီမံကိန်းတာဝန်ရှိသူတွေကဖန်အန်နဲ့ကော့ဂရိတ်မြို့ကဒေတာခံတွေနဲ့ဆွေးနွေးပွဲတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ADB အကြံပေးအရာရှိကိုအောင်ကျော်ဖြိုးကလမ်းစီမံကိန်းနဲ့ပတ်သက်ပြီး ADB နဲ့ဆက်လုပ်ရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေကမေလ23ရက်နေ့မှာပြည်내အစိုးရအဖွဲ့နဲ့တွေ့ဆုံသွားမှာဖြစ်ပြီးလူမှုအဖွဲ့အစည်းတွေနဲ့လည်းဆွေးနွေးသွားမှာဖြစ်တယ်လို့မေလနောက်ပိုင်းတွေမှာကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ကြုံတိုး၊ငားတိုင်၊လွန်ညရုံမဟာအစတဲ့ကျေးရွာတွေမှာဆွေးနွေးပွဲတွေပြုလုပ်သွားမှာဖြစ်တယ်လို့ကရင်တည်င်းစင်ကိုပြောပါတယ်။ ရော့ကျင်းငွေတွေဘလို့ပေးမလဲဆိုတာတွေအပါဝင်အသေးစိတ်တိုင်းတာမှုတွေတန်ဖိုးဖြတ်မှုတွေအသေးစိတ်ပြန်တိုင်းတာမှုတွေကိုရှင်းပြဖို့နဲ့ရှင်းလုပ်ငန်းစဉ်တွေကိုရှင်းလင်းပြောဆိုသွားမှာဖြစ်တယ်လို့ ADB အကြံပေးအရာရှိကိုအောင်ကျော်ဖြိုးကကရင်တည်င်းစဉ်ကိုပြောပါတယ်လူမှုအဖွဲ့အစည်းတွေနဲ့ဆွေးနွေးပွဲကိုလမ်းစီမံကိန်းနဲ့ဆက်ဆက်ပြီးစိတ်ပါဝင်စားတဲ့လူမှုအဖွဲ့အစည်းတွေအားလုံးပါဝင်တက်ရောက်ဖို့ဖိတ်ခေါ်ထားသလိုငင်းချရေးယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်းဖိတ်ခေါ်ထားတယ်လို့ ATP ကပြောပါတယ်။ မွန်ပြည်နယ်ကကျွန်ပြည်လက်မြေစစ်ရုံတစ်အကောင်တဲ့ဖုံမှုနဲ့ပတ်သက်ပြီးပြည်နယ်အစိုးရကိုအတိပေးရမရှိဘူးလို့တီးရပါဗျ။မွန်ပြည်နယ်ကြိုက်မြောင်းမြို့နယ်ပြောင်းတော်ဒေသမှာနော်ထပ်ပြည်လက်မြေစစ်ရုံတစ်တိစောက်ခွင့်ရရှိထားတဲ့ဂျွန်စီမန့်အင်ဂျင်စတီလီမီတက်ကုမ္ပဏီကအခုခါလုပ်ငန်းစတင်အကောင်တဲ့ဖွံ့ရမှာမွန်ပြည်နယ်အစိုးရကိုအတိပေးမှုမရှိသေးဘူးလို့မွန်ပြည်နယ်တရားစင်တာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာမင်းကြည်ဝင်းကဆိုထားတာရှိပါတယ်။ ီလက်မြေစက်ရုံတိဆောက်မဲ့မြေနေရာရေနက်ကွင်းဖြစ်တာကြောင့်စက်ရုံအရိယာမြေနေရာဧကအတွက်အခုခါမြေစတင်ဖို့နေပါတယ်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့လူမှုပတ်ဝန်းကျင်ထိခိုက်မှုအစီရင်ခံစာကို ပြုစုနေဆဲဖြစ်ပြီးနောက်ပိုင်းမှာအစီရင်ခံစာကိုဒေတာခံပီတူတွေကိုချပြသွားမယ်လို့ဂျွန်ကုမ္ပဏီဒါရိုက်တာကပြောပါရယ်။အဆိုပါဂျွန်စီမန့်အင်ဂျစ်တီလီမိတက်ကုမ္ပဏီဟာအရင်အစိုးရလက်ထက်ကခွင့်ပြုချက်ရရှိထားတယ်လို့သိရပါရယ်။ အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လဲချမ်းပြေကြပါစေရှင်။နောက်တစ်ပတ်ဒီလိုချိန်မှာဆက်မျှကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရန်နာခွင့်ပြုပါရှင်။